2053ခုနှစ်နောက်ဆုံးစစ်ပွဲပြီးမှရာဇဝတ်မှုနှုန်း600ကျော်တက်လာလို့အကျဉ်းထောင်တွေပြည့်စုံလာပါတယ်ဒီတက်တနာကိုဖြည့်ရှင်းဖို့အတွက်အစိုးရကအရင်ကလူမဆန်ဘူးလို့သတ်မှတ်ခံရနိုင်တဲ့တက်တာပြည့်လဲထူထောင်ရေးအစီအစဉ်ကိုဖော်ဆောင်ခဲ့ပါတယ်ဒီအစီအစဉ်မှာအကျဉ်းသားတွေကိုရွေးချယ်စရာနှစ်ခုပေးထားပါတယ် သူတို့ဟာချက်ချင်းတည်တံခံယူမလားဒါမှမဟုတ်သူတို့ရဲ့ပြစ်ဒဏ်တစ်ခုလုံးကိုတစ်တာတစ်ခုထဲမှာနေထိုင်မလားဆိုတာရွေးချယ်ရမှာပါအစားအသောက်နဲ့ရေကိုတော့သူတို့တစ္ဆာဖောက်ခဲ့တဲ့နိုင်ငံသားတွေရဲ့သဘောအတိုင်းပေးပါလိမ့်မယ်ထွက်ပြေးဖို့ကြိုးစားရင်တော့ချက်ချင်းတည်တံပေးပါလိမ့်မယ်ဒီတစ်တာတွေတဲကတစ်ခုထဲမှာပြင်တဲ့အမျိုးသမီးတအူးဟာဒဏ်ရာများစွာနဲ့ရုန်းကန်နေရပါတယ် ။သူမကိုလေးနှစ်ပြည့်တန်ချမှတ်ထားပြီးနှစ်နှစ်ကျော်ကျော်ကြာမှသေးတယ်။သူမရဲ့ခွက်ထဲမှာရေမရှိတော့ပဲအပေါက်ကိုစစ်ကြည့်တဲ့အခါအစားအစာစားမုတ်ဆက်ရိတ်ထားကိုတွေ့လိုက်ရပါတယ်။ခဏတာတုံဆိုင်ပြီးနောက်သူမဟာနောက်ဆုံးတော့လက်လျှော့ကိုဆုံးဖြတ်ပြီးကိုကိုကိုအဆုံးစီရင်ဖို့ဓာတ်ကိုအသုံးပြုလိုက်ပါတယ်။ဩစတြေးလျကကြောက်ဆောင်ထုထက်တဲ့ကျွန်းတကျွန်းရဲ့ကံရိုးတဲ့အနီးမှာတစ်တအများပြားကိုတွေ့ရပါတယ်။ တနေ့မှာကလေးနှစ်ယောက်ဆုပ်ကစားရင်းရောဘာဘောလုံးတစ်လုံးကိုတက်တာတစ်လုံးစီပြစ်လိုက်တဲ့အခါအထက်ကအမျိုးသမီးနိုးလာပါတယ်အကျဉ်းသားနံမဆက်သုံးဟာသူမရဲ့လက်နဲ့ခြေထောက်တွေချီနှောင်ခံထားရတာကိုတွေ့တော့သွားနဲ့ကျိုးကိုဆွဲဖြုတ်ပြီးနောက်ဆုံးတော့လွတ်မြောက်သွားပါတယ်သူမကိုခုနှစ်နှစ်ပြည့်တန်ချမှတ်ထားပြီးအဲ့ဒီနေ့ကသူမရဲ့ပထမဆုံးနေ့ဖြစ်ပါတယ်ရုတ်တရက်နေရံပေါ်ကမီးလုံးလေးတစ်ခုလင်းလာပြီးအပေါက်လေးတစ်ခုပွင့်သွားပါတယ် နံပါတ်73ကအပြင်ကိုကြည့်လိုက်တော့ကလေးတွေလျှောက်သွားတာကိုတွေ့ရပါတယ်။တစ်စက္ကန့်အကြာမှာမီးလုံးပြန်လင်းပြီးအပေါက်ပြန်ပိတ်သွားပါတယ်။နံပါတ်73ကလွတ်မြောက်ဖို့တောင်းပန်နေချိန်မှာတစ်တာဘောက screen တစ်ခုလင်းလာပြီးအရာအလုံးဘလို့အလုပ်လုပ်တယ်ဆိုတာကိုဗီဒီယိုတစ်ခုကရှင်းပြပါတယ်။ဗီဒီယိုရဲ့အဆုံးမှာသူမဟာသူမရွေးချယ်ခဲ့တဲ့နေရာမှာရောက်နေတယ်လို့ပြောပြပါတယ်။နံပါတ်73ဟာစိတ်တက်ကြပြီးသူမအပြစ်ကင်းတယ်လို့ကြိမ်ဆိုရင်းနေရန်တွေကိုထုရိုက်ပါတော့တယ်။ သူမဟာမောပန်းပြီးအိပ်ပျော်သွားတဲ့အထိငိုယိုအောင်ဟစ်နေပါတယ်။အချိန်နှဲငယ်ကြတော့အပေါက်ပြန်ပွင့်လာလို့နံပါတ်73ကသူမရဲ့ခွက်ကိုအစားအစာအတွက်ထုတ်ထားပေးမယ်။ဘာမှမဖြစ်ပါဘူးပြီးတော့သူမဟာထွက်ပြေးဖို့နီးလန့်ရှာမလားဆိုတဲ့မျှော်လင့်ချက်နဲ့တစ်တာရဲ့နေရာတိုင်းကိုအနီးကပ်စစ်ဆေးပါတော့တယ်။ဒါပေမဲ့နေရာတစ်ခုကိုအကြာကြီးထိမိတဲ့အခါလျှက်စစ်လျှော့အသေးစားတစ်ခုရရှိပါတယ်။ဒါပေမဲ့ဒါကသူမကိုမတားဆီးနိုင်ပါဘူး။ ညနေခင်းတခုမှာသူမဟာမိခလုတ်ပြားကိုကင်ကြည့်ဖို့စူးစမ်းခဲ့ရာတက်တာတဲ့ကကင်မရာကချက်ချင်းဖမ်းမိသွားပါတယ်။နှုတ်ဆက်မိလာပြီးတေးတံပြီးတော့မီလို့အတန်းတခုကကြီးညာလိုက်ကမျက်နှာချက်ပေါ်ကတက်တူချောင်းတွေအောက်ကိုဆင်းလာပါတော့တဲ့အချင်းသူဟာထိတ်လန့်တကြားအော်ဟစ်ပြီးပွင့်နေတဲ့အပေါက်ကနေအကူညီတောင်းပေမဲ့အချင်းကြီးပါပဲသူမဟာကျမ်းပြင်ပေါ်လဲလျောင်းပြီးတက်တူချောင်းတွေသူမမျက်နှာနားကိုတဖြည်းဖြည်းကတ်လာတာကိုထိတ်လန့်တကြားကြည့်နေခဲ့ရာသူမမျက်နှာထက်နားမှာရက်တန်သွားပါတယ်။ စကရင်နဲ့ရေတွက်နေတဲ့အတန်တွေမှားယွင်းသွားလို့အမျိုးသမီးကဒါအဆုံးသက်ပြီလို့ထင်ပြီးပြုံးလိုက်ပါတယ်ကံမကောင်းစွာပဲအမားယွင်းကရက်တန်သွားပြီးတတူချောင်းတွေကသူမကိုကြေမွတ်တည်ဆုံးစေဖို့အဆုံးထိဆက်ဆင်းလာပါတယ်နောက်တနည်းမနက်မှာနံပါတ်73ဟာတက်တာရဲ့နေရာတိုင်းကိုဆက်ကြည့်နေပေမဲ့အတုံးဝင်တာဘာမှမတွေ့ပါဘူးမိုးဆက်ဆက်ရွာတော့သူမဟာရေခမ်းဖို့အတွက်အပေါက်နားမှာခွက်ကိုထားလိုက်ပြီးနောက်ဆုံးတော့ရေတောက်ခွင့်ရပါတော့တယ် အချိန်နဲ့ငယ်ကြတော့နံပါတ်73ဟာအတန်းတစ်ခုကြားလို့အိယာကနိုးလာပါတယ်ကောင်းမလေးတယောက်ကအပေါက်မှာသူမရဲ့ပြစ်ဒဏ်အကြောင်းမေးနေပါတယ်ခုနှစ်နှစ်လို့ကြားတဲ့အခါနံပါတ်73ဟာနိုင်ငံရေးအကျဉ်းသားဖြစ်ရမယ်လို့ကောက်ချက်ချပါတယ်ကောင်းမလေးကခွက်ကိုရေတန်းဖြစ်ပေးပြီးနံပါတ်73ချက်ချင်းစားတဲ့အစားအစာလုံးလေးတွေထည့်ထားတဲ့အိတ်သေးသေးလေးတစ်အိတ်ကိုပေးပါတယ်နံပါတ်73ဟာအသက်ရှင်လျက်တက်တာထဲမှာပိတ်မိနေပါသေးတယ်။သူမကိုသတင်းစာတရွက်ထဲမှာမျိုးစေ့တွေပေးထားလို့ပကံလုံးနဲ့ထည့်ပြီးစာရွက်ကိုအပေါက်နားမှာကင်ထားပြီးအလင်းရောင်ရအောင်လုပ်ပါတယ်။ကံမကောင်းစွာပဲဆောင်းပါးတွေကသူမဖက်မတက်တဲ့ဘာသာစကားနဲ့ရေးထားတာပါ။ မကြခင်မှာသူမရဲ့ခန္ဓာကိုယ်ပေါ်မှာဒဏ်ရာတွေပေါ်လာပြီးနေတိုင်းပူဆိုးလာပါတယ်ဒီအတော်တွင်းမှာတခြားတက်တာတစ်ခုထဲမှာတော့အမျိုးသားတဦးဟာသူ့ရဲ့ငါးနှစ်ပြည့်တန်ကိုကြားခံနေရပါတယ်သူဟာရက်ပေါင်းတစ်ထောင်ကျော်နေပြီဖြစ်လို့အခုဆိုရင်ငါဟာငါရွေးချယ်ခဲ့တဲ့နေရာမှာရှိနေတယ်လို့ထပ်ခါတလဲလဲပြောနေတဲ့အခုံတက်တက်ကြီးပါပဲနေလက်ခင်းတစ်ခုမှာဒရုန်းတစ်စင်းကနံပါတ်၁၃ရဲ့တက်တာကိုကောက်ယူပြီးအကျဉ်းသားဒါဇင်များစွာရှိတဲ့တက်တော်တွေကိုချပစ်လိုက်ပါတယ် ကောင်မလေးပြန်လာပြီးနံပါတ်73ကိုမပါလို့နေတာလဲလို့မေးပါတယ်။ဒါနဲ့နံပါတ်73ကပြန်လဲထူထောင်ရေးလုပ်နေတာလို့ဖြေပါတယ်။ပြီးတော့ကောင်မလေးကရှေ့ခေတ်ကလေးကတားမြစ်ထားတဲ့ Shakespeare စာအုပ်တွေကိုဖတ်နေတာလို့ပြောပြပါတယ်။နံပါတ်73ကအဲ့ဒီနာမည်ကိုမသိပေမဲ့သူမစာဖတ်တဲ့ကြောင်းရှင်းပြပါတယ်။တစ်တာထဲမှာတော့ဖတ်ခွင့်မရှိတာပါ။စာအုပ်တွေမပါပဲပြန်လဲထူထောင်ရေးမဖြစ်နိုင်ဘူးလို့ထောက်ပြပြီးနောက်ကောင်မလေးကနံပါတ်73ရဲ့လက်ကိုကင်ပြီး Romeo and Juliet ထဲကစာကြောင်းတစ်ကြောင်းကိုကိုးကားဖတ်ပြပါတယ်။ အချင်းကြပြီးတနစ်အကြာမှာနံပါတ်73ဟာအိတ်ထဲကမျိုးစေ့တွေကိုစားရင်အထဲမှာပုံနေတဲ့စာအုပ်တိတိလေးတအုပ်ကိုတွေ့လိုက်ရပါတယ်။သူမဟာကင်မရာကိုကြောခိုင်းပြီးလှဲအိတ်လိုက်ကဖွင့်ကြည့်လိုက်တော့ရောမီဝင်ဂျိုလီဖြစ်နေလို့ပျော်ရှင်သွားပါတယ်။ကြပြဆန်တဲ့ကူကားချက်တွေကိုဖက်ရင်သူမအတွက်မျှော်လင့်ချက်အချို့ပြန်ရလာပါတယ်။နောက်တစ်ချိန်နံပါတ်73ရေတန့်ရတဲ့အခါသူမခန္ဓာကိုယ်ကိုစေးကြောပြီးပိုးဝင်တာမျိုးမဖြစ်အောင်ဒဏ်ရာတွေကိုတေချာစေးကြောပါတယ်။ ဒဏ်ရာတွေကိုထိတာကအယမ်းလာခြင်းပေမဲ့သူမဆက်လုပ်ပါနဲ့ပြီးတော့သူမကရင်းညစ်ပတ်တွေကိုလွှင့်ပစ်လိုက်ပါတယ်ကင်မရာကဒါကိုဖမ်းမိပြီးရေဖြုံးတိမှုအဖြစ်သတ်မှတ်လိုက်တဲ့အတွက်နံပါတ်13ရဲ့တစ်တာကိုကံယူတန်းစီပြန်ပို့လိုက်ပါတယ်နောက်ဆုံးတော့ကောင်းမလေးပြန်ရောက်လာပြီးနံပါတ်13ဘာလို့လို့နေရာရွှေ့ခံရတာလဲလို့အန်အောစွာမေးပါတယ်နံပါတ်13ကအဖြစ်မပေးဘဲဘသူကိုအစာကျွေးရမလဲဆိုတာဘလို့ဆုံးဖြတ်လဲလို့ပြန်မေးပါတယ် တစ်တာကအမြေပြင်ပေါ်ရောက်တာနဲ့လူတယောက်ဟာပန်းသီးတစ်လုံးကိုကိုက်စားရင်းသူ့မောက်ကိုလောင်ပြောင်ဖို့အတွက်အပေါင်းနားမှာပေါ်လာပါတယ်။နံပါတ်73ကတကိုက်လောက်ဖြစ်ဖြစ်တောင်းပန်ပြီးကယူနာရက်ခံပေမဲ့အဲ့ဒီလူကတော့တစ်တာတွေကတရိတ်ဆန်တွေကိုကယူနာမပြဘူးလို့ပြောပါတယ်။သူ့သဘောဆိုရင်အကျဉ်းသားတိုင်းကိုပြန်လဲထူထောင်ရေးအခွင့်အရေးမပေးဘဲတည်တံပေးတဲ့နယ်လို့ပြောပါတယ်။ ခဏတာအငင်းပွားပြီးနောက်အဲ့ဒီလူကကုံတွယ်မှုတစ်ခုလုပ်ဖို့ဆန္ဒရှိကြောင်းပြောပါတယ်နံမက်ဆက်3ကသူ့ကိုသူမနဲ့အတူညဉ့်ဉန်းစီမယ်ဆိုရင်တန်းတီးတလုံးရပါလိမ့်မယ်နံမက်ဆက်3ကအစားအစာကိုအရန်လိုချင်နေတဲ့အတွက်သဘောတူလိုက်ပြီးသူမရဲ့တင်ပါကိုအပေါက်နဲ့ထိကပ်ပြီးကိုက်ညွတ်ပေးပါတယ်အဲ့ဒီလူကသူမကိုမဖွဲမရပြုတ်လုပ်နေစင်မှာကင်းလဲ့နေတဲ့ဒရုန်းကသူတို့ကိုလက်ပူးလက်ချက်ဖမ်းမိပြီးတနက်နဲ့ပြစ်ခတ်ပါတော့တယ် အဲ့ဒီလူဟာချက်ချင်းတည်ဆုံသွားပြီးတစ်တာတဲကိုရောက်လာတဲ့ကြီးစံတတောင်းကနမတ်ဆက်၃ရဲ့ခြေတော့ကိုထိမှန်သွားပါတယ်ပြင်းထန်တဲ့နာကျင်မှုကြားကနေနမတ်ဆက်၃ကအပြင်ကိုလက်လန်းပြီးပန်းတီးကိုဆွဲယူကာလင်းမြန်စွာစားပါတော့တဲ့ကံမကောင်းစွာပဲပန်းတီးကပိုးတွေပြည့်နေတာကိုတွေ့ရှိပြီးအံပါတော့တယ်အဲ့ဒီညမှာနမတ်ဆက်၃ဟာနှိုးဆက်မြီလို့နိုးလာပါတယ်အတန်တစ်ခုကအစားအစာအတွက်ကုံသွဲတာဟာစီကံချိုးဖောက်မှုဖြစ်ကြောင်းနဲ့ဒါဟာအပြစ်တန်ဖြစ်ကြောင်းရှင်းပြပါတယ် နံပါတ်73ဟာ9ရက်ကြာအိတ်မပြောတဲ့တံကိုခံရပါလိမ့်မယ်။ဒါဟာနံပါတ်73ရမယ့်တခုလေးတော့တတိပေးချက်ပါစီကန်းချိုးဖောက်ရင်တက်ပစ်ပါလိမ့်မယ်။တစ်တာထဲမှာမီးလင်းရောင်တစ်ခုဖွင့်လိုက်ပြီးနှိုးဆက်ကဘယ်တော့မှမရက်ပဲမြည်နေပါရဲ့။ဒါကြောင့်နောက်9ရက်လုံးနံပါတ်73ဟာအိတ်မပြောနိုင်ပါဘူး။သူမမျက်လုံးနဲ့နားတွေကိုအင်ဂျင်နဲ့အုပ်ဖို့စူးစမ်းပေမဲ့အချီးမိပါပဲ။ အတန်တခုကရုတ်တရက်ကြီးညာလိုက်တာကတူမဟာမှားယွင်းစွာပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်လို့နိုင်ငံသားတွေကတူမကိုလွှတ်ပေးဖို့သဘောတူညီခဲ့ကြတယ်လို့ပြောပါတယ်။လှပတဲ့အမျိုးသမီးညနာတခုကအပေါက်မှာပေါ်လာပြီးဘလို့နီးနဲ့မမ်းမတိအတွင်းထဲကိုရောက်လာပါတယ်။နမက်ဆယ်တုံးကရင်းနှီးတယ်လို့ထင်ပေမဲ့တူမကိုမမှတ်မိပါဘူး။အမျိုးသမီးကဆိုဖာပေါ်မှာထိုင်ပြီးလက်ဖက်ရည်ခွက်လေးနဲ့စော့နေရင်ဒါရီအလုံးဟာစိတ်အာယုံရောက်မှမှုတွေဖြစ်ပြီးနမက်ဆယ်တုံးလွတ်မြောက်မှာမဟုတ်ဘူးလို့ရှင်းပြပါတယ်။ တကယ်တော့ဒီလပတဲ့အမျိုးသမီးဟာနံပါတ်73ဖမ်းမခံရခင်ကပုံမှန်တရံပါပဲအမျိုးသမီးကလူအုံနောက်ဟာဘလို့စိတ်ပိုင်းဆိုင်ရာယူတုမှုမျိုးတွေဖြစ်တတ်နိုင်နေဆိုတာရှင်းပြပြီးနံပါတ်73နာကျင်စွာငိုယိုနေချိန်မှာရေမောပါတော့တဲ့တစ်တာထဲကအတန်ကအပြစ်ဒဏ်ပြီးဆုံးသွားပြီလို့ကြေညာတဲ့အခါနံပါတ်73နောက်ဆုံးတော့အိတ်နိုင်ပြီးစိတ်အာယုံရောက်မှမှုတွေပျောက်သွားပေမဲ့သူမကူတော့စိတ်တန်ရာရအောင်ထားခဲ့ပါတယ် ညအနေငယ်ကြတော့နံပါတ်73ဟာကောင်းကင်မှာမီရှူမီဘန်းတွေတွေ့ရပါတယ်တစ်တာတွေကအတန်ကနှစ်တစ်ဖြစ်ကြောင်းနဲ့အထိမ့်မတ်အနေနဲ့နိုင်ငံသားတွေကနိုင်ငံရေးအကျဉ်းသားတွေမှလွဲပြီးကျန်တဲ့တစ်တာတွေကအကျဉ်းသားအလုံးကိုလူငင်းချမ်းသာခွင့်ပေးဖို့ရွေးချယ်ခဲ့ကြတယ်လို့ရှင်းပြပါတယ်ဒါဟာနံပါတ်73ထုတ်ခွင့်မရဘူးလို့ဆိုလိုပါတယ်အဲ့ဒီညမှာနံပါတ်73ဟာသူမရဲ့သွားတွေစစ်ကျွတ်ကြလာတာကိုတွေ့ရှိရပါတယ် မနက်ခင်းတစ်ခုမှာအသက်ကြီးတဲ့အမျိုးသမီးတဦးဟာနမတ်ဆက်၃ရက်တစ်တာအပြင်ဘက်မှာပေါ်လာပြီးတန်ချေးတက်နေတဲ့မုတ်ဆက်ရည်သားနဲ့နေရန်ကိုခောက်ပြီးစကားပြောပါတယ်။သူမဟာတစ်တာထဲမှာ၁၅နှစ်ကြာနေခဲ့ရပြီးဒီအတွေ့အကြုံကသူမကိုအခုလိုဖြစ်အောင်ပုံဖော်ခဲ့တယ်လို့ရှင်းပြပါတယ်။အမျိုးသမီးကနမတ်ဆက်၃ကိုမုတ်ဆက်ရည်သားပေးပြီးသူမဖြစ်လာတဲ့လူကိုမုန်းတယ်လို့ပြောပါတယ်။နမတ်ဆက်၃ဟာသူမရဲ့အရေးပြားဖို့ကမုတ်ဆက်ရည်သားကိုကြည့်နေပေမဲ့အတုံးမပြူရဲပါဘူး။ နောက်ဆုံးတော့ Shakespeare ပြည်သက်လေးပြန်ရောက်လာပြီးသူမဟာတကယ်လူမှန်ကြောင်းနံပါတ်73သတိထားမိဖို့စက္ကန့်အနည်းငယ်ကြာပါလေခွက်ထဲကိုရေတန့်ဖြစ်ပြီးနောက်ကောင်းမလေးကနံပါတ်73ရဲ့လက်ကိုထိပြီးစာအုပ်ထဲကစာကိုကိုးကားဖတ်ပြလို့ဒီတစ်ချိန်မှာတော့နံပါတ်73ကစာချောင်းကိုအဆုံးတတ်နိုင်ခဲ့ပါတယ်။လက်အနည်းငယ်ကြာတော့နံပါတ်73ရဲ့ဘိုက်ကအရန်ကြီးလာပါတယ်။ပန်းတီလူသားနဲ့တွေ့ဆုံမှုကြောင့်ကိုဝင်ရလာတာဖြစ်ပါတယ်။ နောက်တစ်ချိန်ကောင်မလေးရောက်လာတဲ့အခါသူမရဲ့လူတွေကနံပါတ်73ကိုကဲတင်ပြီးသူတို့ရဲ့စောက်ရှောက်မှုအောက်မှာသူမရဲ့ပြစ်ဒဏ်ကိုကြားခံစေချင်တယ်လို့ပြောပါတယ်။သူမရဲ့စကားတွေကနှိုးဆက်ကိုမြည်စေပြီးအပေါက်ပိတ်သွားကကောင်မလေးကထွက်ပြေးသွားပါတယ်။နံပါတ်73ကတော့သူမရဲ့အခွင့်အရေးဆုံးရှုံးလို့နာကျင်စွာအော်ဟစ်နိုင်ုံပါပဲ။ရက်တစ်ပတ်အနည်းငယ်ကြာတော့အပေါက်မှာအမျိုးသားအစ်တအူးပေါ်လာပါတယ်။ သူကနမတ်73ကိုဝင်ရှိနေတာကိုသတိထားမိပြီးသူမမှာလေးနှစ်ကျန်နေသေးတာကိုတွေ့ပါတယ်။အဲ့ဒီလူကနမတ်73ကယူနာကိုမှတ်မိမလားလို့တွေးပြီးမိလောင်နေတဲ့တစ်တာတစ်လုံးကိုလက်ညှိုးထိုးပြပါတယ်။သူကမြင်မြန်တည်ဆုံးခြင်းဟာနမတ်73တောင်းဆိုတဲ့အရာပဲလို့ထင်ပေမဲ့သူမကသူကံလန်းမှုကိုလက်မခံပါဘူး။နောက်ပိုင်းမှာနမတ်73ဟာမျက်နှာချက်ကရေရွေရွကျနေတာကိုသတိထားမိပြီးလက်လံပြီးဝက်ဥချောင်းနေတာကိုဖယ်ရှားလိုက်ပါတယ်။ပြီးတော့သူမကဝက်ဥချောင်းဖြစ်သွားတဲ့အပေါက်ကိုပိုကြီးလာအောင်ချစ်ပါတော့တယ်။လအနေငယ်ကြတော့ နမတ်73ဟာဘိုင်းနာစပြုလာပါတယ်။သူမတူးထောက်ပြီးနာကျင်စွာတုံးထုတ်ရင်ကလေးမွေးဖွာလာပါတယ်။နမတ်73ကကလေးကိုရင်ခွင်ထဲဖတ်ထားပြီးချက်ကျိုးကိုသွားနဲ့ကိုက်ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာနှိုးဆက်မြည်လာပြီးတစ်တာတဲ့ကတန်ကနမတ်73ဟာဒုတိယလူတစ်ယောက်ကိုတစ်တာတဲ့ခေါ်လာတဲ့အတွက်စီကန်းချိုးဖောက်ပြန်ပြီးဖြစ်လို့အဆုံးတက်ချင်းပြုလို့ရမယ်လို့ကြေညာပါတယ်။ ရုတ်တရက်တစ်တာတဲ့ကိုတန်းငွေတွေပြည်လာပြီးနံမက်ဆက်3ကိုအိပ်ပျော်သွားစေပါတယ်နံမက်ဆက်3လို့လာတဲ့အခါတူမရဲ့ကလေးကိုခေါ်ဆောင်သွားတာကိုတွေ့ရှိရပါတယ်တူမဟာစိတ်ထိခိုက်ပြီးအော်ဟစ်ကကလေးကိုပြန်ပေးဖို့တောင်းပန်ပါတော့တယ်လေးနှစ်ကြာပိတ်လောင်ခံရပြီးနောက်ပြင်းထန်တဲ့မုန်တိုင်းနဲ့ပင်လယ်ラインတွေကတစ်တာကိုစက်တိုက်ရိုက်ခတ်နေပါတယ်နံမက်ဆက်3ဖောက်ထားတဲ့အပေါက်တွေကြောင့်ရေတွေစက်တိုက်ဝင်လာပြီးမိခလုတ်ပြားကိုထိခိုက်စေပါတယ် နံပါတ်73ကအတုံးဝင်တာတစ်ခုခုရှာမတွေ့မလားလို့လလန့်ကြည့်တဲ့အခါရေကြောင်စနစ်ကမှားယွင်းသွားပြီးတူမလက်မောင်းပေါ်ကိုအပေါက်ကပိတ်သွားပါတဲ့။နာကျင်စွာအော်ဟိရင်နံပါတ်73ကတူမလက်မောင်းကိုဆက်ဆွဲနေပေမဲ့ထုံမရပဲပိုးပြီးနာကျင်စေပါတယ်မကြခင်မှာစနစ်ကထပ်မှားယွင်းသွားပြီးအပေါက်ပွင့်သွားကတူမကိုလက်ကျိုးနေတဲ့အနေထားနဲ့နောက်ဆုံးတော့လွတ်ပေးလိုက်ပါတယ်။အချိန်နှဲငယ်ကြတော့နံပါတ်73ဟာ ိုးကောင်လေးတစ်ကောင်ကိုတွေ့ပြီးခြေပလာနဲ့နင်းချီလိုက်ပါတယ်ပြီးတော့သူမကအဲ့ဒါကိုကောက်ယူပြီးစားလိုက်ရအော်အန်လူမတက်ဖြစ်သွားပါတယ်ရေရွေဆက်ဝင်နေစေဖြစ်လို့သူမကခွက်ထဲမှာအချုပ်ခံထားပေမဲ့မကြခင်မှာတက်တာတဲ့ရေရွေပြေရှံလာပါတော့တယ်ရေရွေဝိုင်းနေပေမဲ့လည်းနံပါတ်73ကသူမစာအုပ်ကိုဖတ်ဖို့စူးစမ်းနေပါတယ်နောက်ဆုံးတော့ရေအစင်ကအယမ်းမြင့်လာလို့နံပါတ်73မတက်ရက်ဖို့တောင်မနေရုံးကန်နေရပါတယ် စနစ်ကတရားမဝင်နှောက်ယှက်မှုကိုတွေ့ရှိပြီးတည်တံပေးမယ်လို့ကြေညာပါတယ်။နံပါတ်73ရေပေါ်မှာဆက်နေဖို့ရုန်းကန်နေချိန်မှာ drone တစ်စင်းကတစ်တာကိုလာယူပါတယ်။ဒါပေမဲ့ပြန်တန်းသွားတော့ drone ကိုမိုးချိုးပစ်ချလိုက်လို့မြေပြင်ပေါ်ကိုပြုတ်ကျသွားပါတယ်။တစ်တာလည်းပြုတ်ကျသွားပြီးမကြခင်မှာလိုင်းတွေကတဲဆောင်သွားပါတော့တယ်။မနက်ခင်းမှာလူငယ်3ဦးဟာကမ်းခြေမှာဆော့ကစားနေကြပါတယ်။သူတို့ဟာကမ်းဆက်ကိုရေစီးလာတဲ့တစ်တာကိုသတိထားမိပြီးနောက်မှာနံပါတ်73ကိုတိုင်းပါလာတာကိုတွေ့ရပေမဲ့သူမကိုလစ်လူရှူပြီးအိမ်ပြန်သွားကြပါတယ်။ ကျေးဇူးပြုပြီး channel လေးကို like and subscribe လေးနဲ့ကူညီသွားကြပါဦး